စတိဗျော့ကပြောခဲ့ပါတယ်ကျွန်တော်လူသားတွေက two stay ကိုဖန်တီးနေတဲ့လူတွေပါလူတစ်ယောက်ကစပိန်စီဘီကွန်တောင်ရောင်အပြေးပြိုင်နိုင်နိုင်ပါတယ်ကျွန်တော်အတွက်တော့ကွန်ပျူတာဆိုတာကကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကိုမြင့်တင်ပေးနိုင်တဲ့စပိန်တစ်စီးပါပဲလို့ဆိုပါတယ်အရင်တော့ဆိုရင်တော့ဟုတ်ပါတယ်ကွန်ပျူတာတွေကကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကိုမြင့်တင်ပေးနိုင်တဲ့ tools တွေပါအခုတော့ AI တွေပေါ်လာပါပြီ ီ AI နေဘာလုပ်ပေးတာလဲဆိုတော့ tools တွေကိုဖန်တီးပေးတဲ့ tools တွေဖြစ်လာတာပါဆိုတော့ Steve Jobs ရဲ့ဥဆောင်မှုအောက်မှာကောင်းကောင်းကြီးလဲပတ်နိုင်ခဲ့တဲ့ Apple လို့ထိတ်တန်းနီးပညာကုမ္ပဏီတခုကဒီ AI နေပေါ်မှာတော်တော်လေးစိတ်ဝင်စားရှိလိုက်မယ်လို့ထင်ခဲ့ပါတယ်မိတ်ဆွေတို့လည်းအဲ့လိုထင်ခဲ့ကြလိုက်မယ်လို့ယူဆပါတယ်။ဒါပေမဲ့တကယ်တကယ်မှာတော့ Apple ကနေထွက်လာတာ AI နေမဟုတ်ဘဲနဲ့စိတ်ဝင်စားစရာစာတန်းတစ်ခုဖြစ်နေပါတယ်။ ဒီစာတန်းကိုတော့ The Illusion of Thinking လို့နာမည်တက်ထားပြီးတော့သူတို့က reasoning model တွေကိုစမ်းသပ်ကြည့်ထားတယ်လို့ဆိုပါတယ် reasoning model တွေဆိုတာကတော့ကျွန်တော်တို့အခုသုံးနေကြတဲ့ ChatGPT တို့လို large language model တွေရဲ့တွေးခေါ်နိုင်စွမ်းစင်ကြင်တုံတရားနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုဆိုလိုတာပါဒီစာရန်ထွက်လာပြီးတဲ့နောက်မှာတော့လူတော်တော်များများက large language model တွေကတကယ်တမ်းတော့မတွေးခေါ်နိုင်ပါလားဒါတွေအလုံးကထင်အောင်ထင်မှားဖြစ်အောင်လုပ်ထားတာပါလားဆိုပြီးတော့တော့ပြောဆိုလာနေကြတာကိုတွေ့ရပါတယ် ဒါကြောင့်ဒီနေ့တော့ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ Apple ရဲ့နောက်ဆုံးထွက် product ဖြစ်တဲ့စာတန်းအကြောင်းကိုမိတ်ဆွေတို့နဲ့အတူတူအသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မိတ်ဆွေတို့ပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုပြောပြရမယ်ဆိုရင်ဒါ app ကနေထွက်လာတဲ့ပထမဆုံးစာတန်းမဟုတ်ပါဘူးသူတို့က large language model တွေအပေါ်ကိုတန်တရားဖြစ်တဲ့ဒါမှမဟုတ်လည်းအားနည်းချက်တွေကိုဖော်ထုတ်ချင်နေတဲ့ approach မျိုးဖြစ်နေပုံရပါတယ် the illusions of thinking မတိုင်ခင်တော့လေ understanding the limitations of mathematical reasoning in large language model ဆိုပြီးတော့စာတန်းတစ်ခုကိုထုတ်ခဲ့ပါသေးတယ်ဒီနေရာမှာတစ်ခုသတိချက်တင်တာကတော့လက်ရှိ app မှာကျွန်တော်တို့သိတဲ့လောက်တော့ထူးထူးခြားခြား reasoning model တွေမရှိသေးပါဘူးတကယ်လို့ရှေ့ခဲ့ရင်တော့မှပဲဘယ် AI leader ဘုံမှာမှသူတို့ရဲ့နာမည်ကိုမတွေ့ရပါဘူးဆိုတော့ app ကကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲ AI လောကထဲမှာတော့အစိုးဆုံးထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုလို့တော့ပြောလို့ရနိုင်ပြီပဲဖြစ်ပါတယ် ။ဒါကြောင့်သူများတွေစ조사လုပ်နေတဲ့အရာတွေမှာရှိနေတဲ့ကန့်သက်ချက်တွေဘာတွေကဘာကြောင့်အလုံးမလုပ်ဘူးလဲဆိုတာတွေကိုတေချာသူတေသနာလုပ်ပြီးစာတန်းတွေထိုင်ထုတ်နေတာကနည်းနည်းတော့ထူးဆန်းနေပါတယ်။လောလောဆယ်တော့ Apple ကဒီမှာဘာတွေရေးပြထားလဲဆိုတာကိုစက်ပြီးလေ့လာကြည့်ကြအောင်ပါ။အရင် frontier model တွေတောင်းဆိုရင်ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းတွေကိုသူတို့ကချက်ချင်းဆိုသလိုအဖြေတွေပြန်ထုတ်ပေးပါတယ် ဒါပေမဲ့မကြသေးခင်ကမှထွက်လာတဲ့ large reasoning model တွေကတော့စက္ကန့်20လောက်စဉ်းစားအောင်မယ်ဆိုပြီးတော့အစင်းစင်တွေးခေါ်တဲ့ပုံစံမျိုးနဲ့အဖြေထုတ်ပေးတာပါဒီလိုလောက်ဆောင်နိုင်စွာကလည်းသူတို့ရဲ့အဖြေတွေကိုပိုကောင်းတဲ့ result တွေပေးနိုင်တယ်ဆိုတာကိုတတ်သိပြထားကြပြီးပါပြီ အထူးသဖြင့်တင်ချာနဲ့ကုတ်တင်ပိုင်းမှာဆိုရင်ဒီ reasoning စွမ်းရည်ကပို့ပြီးတော့အထောက်အကူပြုပါတယ်လက်ရှိ AI model တွေကိုအကဲဖြတ်ကြတဲ့အခါမှာလည်းအဓိကအဖြစ်တင်ချာနဲ့ကုတ်တင် benchmark တွေကိုပဲအာရုံစိုက်ပြီးတော့နောက်ဆုံးအဖြစ်ရတိကျမှုကိုပဲအလေးပေးတိုင်းတာကြတာပါ ဒါပေမဲ့ Apple ကတော့ဘာပြောထားလဲဆိုတော့ဒီ benchmark တွေက model တွေကိုစမ်းသပ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ဒီပြဿနာတွေကသူတို့ရဲ့ training data ထဲမှာပါဝင်ထားပြီးသားဖြစ်နိုင်ပြီးတော့ model တွေကအဖြေမှန်တွေကိုမှတ်ထားရုံတသက်ပဲဖြစ်နိုင်တယ်တကယ်ပဲစဉ်းစားပြီးအဖြေထုတ်တာဒါမှမဟုတ်တခြားအချက်အလက်အသစ်တွေကို insight အနေနဲ့ထုတ်ပေးတာဟုတ်မဟုတ်မသေးကြဘူးဆိုတာမျိုးပြောထားပါတယ် ဒါတော့ဖြစ်နိုင်ပါတယ်ဒီစမ်းသက်ချက်တွေက model တစ်ခုရဲ့စွမ်းဆောင်ရည်ကိုရေဘူးရစမ်းသက်ကြည့်နိုင်ဖို့အတွက်တော့ကောင်းပါတယ် ဒါမဲ့အဓိကကတော့ကိုယ်တိုင်ပဲကိုယ့်ရဲ့ use case အတွက်စမ်းသပ်ကြည့်မှာပဲကောင်းလားမကောင်းလားဆိုတာကိုသိနိုင်မှာပါဒီစာတန်းထဲမှာအဓိကတွေ့ရှိချက်၃ခုရှိပါတယ်။ low complexity tax လို့ခေါ်တဲ့လွယ်ကူတဲ့လုပ်ငန်းဆောင်တာတွေမှာတော့ standard model တွေက large reasoning model တွေထက်အံ့ဩစရာကောင်းတော့အောင်ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြခဲ့ပါတယ်။ဥပမာနှစ်ပေါင်းနှစ်လို့မေးခွန်းမျိုးချက်ချင်းအဖြစ်သိနေတာမျိုးဆိုရင်အချိန်ကြာကြီးတွေးခေါ်နေစရာမလိုတော့ပါဘူး။တချို့အခြေအနေတွေမှာဆိုရင် overthinking လုပ်တာမျိုးကရလတ်အရေ ြင်သွေးရောင်ရောကြသွားစေနိုင်ပါတယ်။ median complexity tax အလယ်အလတ်ရှုပ်ထွေးတဲ့ tax တွေမှာတော့ large reasoning model တွေရဲ့ထပ်ဆောင်းတွေးခေါ်နိုင်စွမ်းဟာအာသာချက်ရှိနေတာကိုပြသခဲ့ပါတယ်။နည်းနည်းလေးပိုရှုပ်ထွေးတဲ့အရာတွေအစင်းစင်တွေးခေါ်ဖို့လိုအပ်တဲ့အရာတွေမှာတော့ဒီလိုအစင်းစင်တွေးခေါ်နိုင်စွမ်းကတကယ်ကိုအစွမ်းပြပါတယ်။ဒါကြောင့်လည်းရလဒ်တွေကပိုကောင်းလာတာပါ။ high complexity tax တွေမှာတော့ model နှစ်မျိုးလုံးလုံးဝပြိုလဲသွားပါတယ်။တနည်းအားဖြင့်ပြဿနာကတအားရှုပ်ထွေးလွန်းနေပြီဆိုရင်တော့ model နှစ်မျိုးစလုံးကဆက်ပြီးလှုပ်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီမော်ဒယ်တွေကို tax အမျိုးမျိုးနဲ့စမ်းသပ်ကြည့်ခဲ့ပါတယ်။ဇယားတွေကိုကြည့်မှဆိုရင်လည်းလွယ်ကူတဲ့ပြဿနာတွေမှာ thinking model နဲ့ non thinking model တွေကအတူတူနှီးပါပါပဲ။ဒါမဲ့အလေအလတ်ခက်ခဲတဲ့ပြဿနာတွေမှာတော့ thinking model တွေကတိတိတသာအသာချရှိသွားပါတယ်။အရန်ခက်ခဲတဲ့ tax တွေမှာတော့ model နှမျိုးစလုံးပြိုလဲသွားပြီးတော့0ရမှတ်တွေပဲရပါတယ်။သူတို့ကအစင်းစင်းဆက်တွေးပြီးတော့အပြေမှန်တွေကိုမထုတ်နိုင်တော့ပါဘူးလို့ဆိုထားပါတယ်။ ဒီစာရန်ရဲ့ကောက်ချက်ချပုံကတော့ဒီမော်ရယ်တွေကတတ်မှတ်ထားတဲ့ရှုပ်ထွေးမှုအဆင့်တစ်ခုထက်ကျော်လွန်သွားရင်တွေးခေါ်နိုင်စွမ်းတွေကိုတိစောင်းနိုင်ခြင်းမရှိတော့ဘူးလို့ဖော်ပြထားပါတယ်။ဒါကြောင့်လည်းလူအများစုက reasoning model တွေကအလုံးမဖြစ်တော့ဘူး။ဒါတွေကအစစ်မှန်မဟုတ်ဘူးလို့ပြောနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလေးလာမှုနဲ့ပတ်သက်ပြီးတော့ပြန်ပြီးခြေပထားကြတဲ့ counter points တွေလည်းအများကြီးရှိနေတာကိုတွေ့ရပါတယ်။ တချို့อ่ะဆိုရင် AI model တွေဟာ super intelligence လမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတာမယုံကြည်ပါဘူး။ဒါပေမဲ့ဒီစာရန်ကိုတော့တိတ်မကြိုက်ဘူးလို့ဆိုပါတယ်။သူကဆက်ပြီးတော့ဒီ paper တွေကစိတ်ရှုပ်စရာအကောင်းဆုံးအချက်တစ်ခုကိုလည်းပြောပြထားပါတယ်။အဲ့ဒါတော့ Apple အနေနဲ့ AI model တွေကိုစမ်းသပ်ရမှာနာမည်ကြီးပတ်စဲ game တစ်ခုဖြစ်တဲ့ Tower of Hanwha ကိုရွေးချယ်ခဲ့တာ ਨੇ ပတ်သက်ပြီးတော့ပြောတာပါ Tower of Hanwha ဆိုတာကတော့1883ခုနှစ်မှာလဲက ြင်သစ်တင်ချပညာရှင်ကဖန်တီးခဲ့တဲ့တင်ချဆိုင်ရာ puzzle game တစ်ခုပါ Apple က AI model တွေကိုစမ်းသပ်ဖို့ဒီ game ကိုရွေးချယ်ခဲ့ပါတယ်ပြီးတော့သူတို့စာတန်းထဲမှာ AI model တွေကအရန်ခက်ခဲရှုပ်ထွေးလာတဲ့အခါမှာ Tower of Hanwan ကိုဖြည့်ရှင်းနိုင်စွမ်းလုံးဝမရှိတော့တာကိုဖော်ပြထားပါတယ် model ရို tower of hanan ကိုဖြည့်ရှင်းဖို့ဖြည့်ရှင်းသည့်အစင်းစင်ပါတဲ့ algorithm တွေကိုဓာတ်ရိုက်ပေးလိုက်တာတော့မှ model တွေကအဲ့ဒီ algorithm ကိုမှန်မှန်ကန်ကန်အသုံးမချနိုင်ဘူးလို့ပြောထားတာပါ ဒီပေါ်မှာဒီ blog post ကဘလို့ခြေပထားလဲဆိုတော့ဒါဒီစာတန်းနဲ့ဆိတ်ရှုပ်เสียအကောင်းဆုံးအချက်ပါ Tower of Hanwha ရဲ့ algorithm ဆိုတာက model ရဲ့ training data ထဲမှာအကြိမ်ကြိမ်ပါနေပြီးသားပါဒါဆို model ကအဲ့ဓာရီကိုတည်ပြီးသားဖြစ်နေတာကို algorithm ကိုထပ်ပေးနေတာဘလို့လုပ်ပြီးမြအကူအညီဖြစ်မှာလဲလို့ဆိုထားပါတယ် ဆိုတော့ Apple အနေနဲ့ကလက်ရှိ reasoning model တွေထပ်ပိုကောင်းပြီးတော့ပိုအလုပ်ဖြစ်တဲ့ model တခုကိုတွေးရှိခဲ့တာကြောင့်မို့လို့အခုလိုစာတန်းတွေထုတ်ပြီးတော့တောင်ကျင်ညာနေနိုင်တယ်လို့ထင်ရပါသလား။ဒါမှမဟုတ် Apple က AI development မှာလုံးဝကိုလိုက်မမီတော့တာကြောင့်များအုတ်ဂူတွေက Steve Jobs မယိုးမယွာဖြစ်နေမှာဆိုလို့အကြောင်းပြချက်တွေထိုင်ပြီးရှာနေတယ်လို့ထင်ပါသလားဒါရင်းနဲ့ပတ်သက်လို့မိတ်ဆွေတို့ရဲ့သုံးသက်ချက်အမြင်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာ မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြမယ်